အပြင်လောကမှာတုံးလို့မရတော့တဲ့မြန်မာငွေတစ်ကျပ်တန်နဲ့20ကျပ်တန်တို့ကိုပင်စင်ချေးအဖြစ်ထုတ်ပေးခဲ့တဲ့ရုပ်သံတစ်ခုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာ။မင်္ဂလာပါပရိသတ်ကြီးရှင်အလွဲတကူတုံးဆဲလို့မရတဲ့မြန်မာကျပ်ငွေတစ်ကျပ်တန်နဲ့20ကျပ်တန်တို့ကိုပင်စင်ချေးအဖြစ်ပင်စင်စားတွေကိုထုတ်ပေးလိုက်တဲ့ရုပ်သံတစ်ခုလူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။ အစောပိုင်းရုံးတန်ဖိုင်ထဲမှာတော့တကြက်တန်နဲ့20ကြက်တန်တို့ကိုမြမစီပွားရေးဘဏ်ပုပ္ပတိရီဘဏ်ခွဲကပင်စင်ကြီးအဖြစ်ထုတ်ပေးခဲ့တာဖြစ်တယ်လို့လည်းတွေ့ရပါတယ်။ပင်စင်ကြီးထုတ်ပေးခဲ့တဲ့တကြက်တန်နဲ့20ကြက်တန်တို့ဟာမြမနိုင်ငံရဲ့ငွေကြေးသုံးစွဲမှုမှာပျောက်ကွယ်နေတာကြားခဲ့ပြီးဖြစ်ပြီး90ကြက်တန်ကိုသာအနိုင်ဆုံးငွေကြေးအဖြစ်သုံးစွဲနေကြတာဖြစ်ပါတယ်။အဆိုပါတကြက်တန်နဲ့20ကြက်တန်တို့ကို အုပ်လိုက်ထုတ်ပေးခဲ့တာဖြစ်ပြီးအဆိုပါအုပ်ပေါ်မှာငွေထုတ်ပေးသူရဲ့နာမည်နဲ့လက်မှတ်ကိုပါထည့်သွင်းရေးသားထားတာတွေ့ရပြီး မြမစီပွားရေးဘဏ်ရဲ့တစိုက်တုံးကိုပါရိုက်နေပေးလိုက်တာကိုမြင်တွေ့ခဲ့ရပါတယ်။ဘာတော့ဘာတော့ဝီရတယ်လို့ပြောဘာတော့ပြရတော့မှန်တယ်ဒါပေမဲ့ဒီတကြက်တန်နေဒီ20တန်နေကဘယ်မှာသွားတော့မှာတော့ပါ20တန်တော့ရည်ပြီပြင်းစင်ထုတ်ပါတယ်ဆိုမှဒီမှာတကြက်တန်နေ20တန်နေဘယ်လိုလုပ်မှာတော့အဖအဖအဲ့ဒါအဲ့တော့အဆင်မပြေဘူးအဖဒါနဲ့ဘယ်မှာသွားဝယ်မီတာမီတာကဆောင်ပေါ့ မီတာကဆောင်လိုက်မီတာမီတာကဆောင်လိုက်ပါအဲမီတာကဆောင်လိုက်အဲခင်ဗျားတို့စိုးရပန်ထုတ်ပေးရပါစံပန်ထုတ်ပေးတာအေးပဲမရှိလက်မှတ်တော်ထိုးထားသေးဒီလက်မှတ်တွေမပြည့်စင်နဲ့မပြည့်စင်နဲ့မှတ်တော်ငွေကန်လက်မှတ်တွေပါအဲငွေကန်လက်မှတ်မလွန်လွန်မို့လားလွင်မို့လားเออลืมโมอ่ะมาเออตะบงนี่มาย้ายทาพุ้งชิตะบงย้ายทา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 เอออสุตตาเปียได้มั้ยพี่สินทุบป่ะเลยสู